ရွေကောက်ပွဲကျင်းပမဲ့ရက်ကိုလည်းကြေညာလိုက်ပါပြီ6လသက်တမ်းတိုးတဲ့လူရက်ကိုလည်းရက်တက်လိုက်ပါပြီစစ်ကောင်စီလို့ခေါ်တဲ့အဖွဲ့ကိုလည်းတရားဝင်ဖျက်သိမ်းပြပြီးစီရာရှိတချို့ကိုလည်းအရက်ဖက်ရွှေ့လိုက်ပါပြီဒါရီဟာစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့မကြသေးမီကနိုင်ငံရေးလှုပ်ရှားမှုတွေပါဒီလှုပ်ရှားမှုတွေကပြည်သူလူထုနဲ့နိုင်ငံရေးတုံ့သက်သူတွေကြားမှာမေကွန်ထုတ်စရာတွေအများကြီးဖြစ်ပေါ်စေခဲ့ပါတယ် လက်ရှိအခြေအနေတွေအောက်မှာစစ်ကောင်းဆောင်ဟာဘယ်လန်းစင်ကိုရွေးချယ်ပြီးဘယ်ကောင်းစင်အောက်မှာနိုင်ငံကိုဆက်လက်အုပ်စည်းမလဲဆိုတဲ့မေးခွန်းကအခုခါမှာတော့အ திக အာယုံစိုက်ဆရာဖြစ်လာပါတယ်။အားလုံးသိကြတဲ့အတိုင်း2021ခုနှစ်မှာဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းအာဏာသိမ်းခဲ့တဲ့အ திக အကြောင်းရင်းကသူကိုယ်တိုင်သမရမဖြစ်နိုင်တော့ဘူးဆိုတဲ့ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ပါပဲ။အယက်သားဆိုရလက်အောက်မှာသမရဖြစ်ဖို့လမ်းပိတ်သွားတယ်လို့ စစ်တပ်ရဲ့အခေါင်ချုပ်ဖြစ်တဲ့စေဦးစည်းချုပ်နေရာမှာလဲသူ့ရဲ့တပ်တန်းကပြည်နေခဲ့ပါပြီ။အာနာကိုရဲချင်းနဲ့ရယူခဲ့သူမဟုတ်ဘဲအာနာရှင်ဟောင်းပူဇော်မှုကြီးတန်းရွှေရဲ့အလူကြနေထိုင်ခဲ့သူဖြစ်တဲ့အတွက်အာနာကိုလုံးဝလက်လွတ်ရမယ့်အရေးဟာသူ့အတွက်ခက်ခဲခဲ့ပုံရပါတယ်။ဒါကြောင့်2020ရွေးကောက်ပွဲရလဒ်မှာဒီသူအားကိုမလန်နိုင်တော့တဲ့နောက်2021ခုနှစ်မှာလွတ်တော်တက်မဲ့ကိုယ်စားလှယ်တွေကိုဖမ်းဆီးပြီးအာနာသိမ်းပွဲကိုစတင်ခဲ့ပါတယ်။ အနာဂတ်ခေတ္တလွှဲယူတယ်လို့ဆိုပြီး6လသက်တမ်းတိုးတာတွေကို အချိန်ချင်းလုတ်ခဲ့တဲ့စစ်ကောင်းဆောင်မြောင်းလိုင်းဟာ2025ခုနှစ်ဇူလိုင်30ရက်နေ့မှာရွေးကောက်ပွဲမကျင်းပနိုင်မဲ့63မြို့နယ်ကို ထုတ်ပြန်ပြီးအရေးပေါ်စေုပ်ချုပ်ရေးကြေညာခဲ့ပါသေးတယ်။လက်ရှိနိုင်ငံရေးလက်ကွက်ထဲမှာမြောင်းလိုင်းရဲ့အရေးကြီးဆုံးလှုပ်ရှားမှုကတော့စစ်ပဆိုင်ရာရရှိတွေကိုစစ်ကောင်မရှင်ဖွဲ့စည်းပုံအောက်ကနေအရက်ဖက်ကိုပို့ပြင်လိုက်တာပါပဲ။ စေကောင်းဆောင်ဟာစစ်တပ်ထဲမှာအာဏာလက်လွတ်လိုက်ရတဲ့ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ဘဝကိုနားလည်သူပါ။ဒါကြောင့်စစ်ဖက်နဲ့ရက်ဖက်နှစ်ဖက်စလုံးမှာအာဏာတည်မြဲရေးကို ကြိုးစားအထုတ်လာတာဖြစ်ပါတယ်။ဒူးဝင်ကြီးချုပ်တွေ ဖြစ်တဲ့တင်အောင်ဆန်းနဲ့မြထွန်းအငိမ့်စားဗိုလ်ချုပ်ကြီးအောင်လင်းတွေတမြင်တန်းအပါဝင် စေးချုပ်တွေနဲ့ကာဇာထမှုတွေကာအဆရာရုကနေရန်နာစီပြီးကျန်ခိုင်ပါတီရဲ့ဝင်ရောက်စီကော လွတ်တော်ကိုယ်စားလှယ်ဖြင့်ရွေးကောက်ပွဲမှာဝင်ပြိုင်ခိုင်းမှာဖြစ်ပါတယ်။တရင်တွေရာစစ်ရာရှိ900ဆင်းဟာကြံခိုင်ပါတီရဲ့ကိုယ်စားလှယ်လောင်းတွေဖြင့်ဝင်ရောက်ရှင်ပြိုင်မှုဆရာဒုခန့်ချုပ်ရုံးမှာဆင်းပေါက်နေတယ်လို့ဆိုပါတယ်။ဒီအချိန်လေးကသမရယာရုကိုမမောနေသူစေကောင်းဆောင်အတွက်စေဦးစည်းချုပ်နေရာကိုလုံးဝမဖဲပေးရပဲယုံကြည်ရသူတွေကိုရက်ဖက်ရွှေ့ပြီးကာကွယ်ရေးနဲ့အုပ်ချုပ်ရေးအပိုင်းတစ်ခုလုံးကိုချုပ်ကင်မှု조사အထုတ်နေတာဖြစ်တယ်လို့ သူလက်အောက်ငယ်သားတွေကပါ ခံမှန်းနေကြပါပြီ။ဒီလိုအနာတီမြေလမ်းစဉ်ကိုဖော်ဆောင်ရမှာစစ်ကောင်းဆောင်ဟာသူယုံကြည်ရတဲ့စစ်ဘုတ်ချုပ်တချို့ကိုယာရူတိုးလုတ်ပိုင်ကွင်းတွေပေးခဲ့ပါတယ်။ဒါပေမဲ့အဲဒီကစပြီးဘုတ်ချုပ်တွေချားမှာ အချင်းပြန်ခြားစားမှုနဲ့အနာခွဲဝေမှုပြိပခါတွေပြင်းထန်လာခဲ့ပါတယ်။ဆိုးထွတ်မြတ်သက်ဦးမုံမြင့်ထွန်းရန်အောင်ဆိုးအဆရှိတဲ့ဗိုလ်ချုပ်တွေကိုဖမ်းဆီးပြီးပိုင်ဆိုင်မှုတွေသိမ်းယူပြည်ထောင်ကြီးတွေချမှတ်ခဲ့တာဟာ အာနာဖီဆန်ပုံကံဖို့သတင်းထွက်လာတဲ့ဆိုတဲ့ပြစ်မှုတစ်ခုတည်းအတွက်ပါပဲဒီလိုပြည်တွင်းပြည်ပခါတွေကြီးထွားလာတဲ့2023ကာလဟာဗိုလ်ချုပ်မှုကြီးမြောင်လိုက်အတွက်ရခိုင်ရှမ်းမြောက်ကရင်နီနဲ့ကရင်ပြည်နယ်တွေမှာအကြီးအကျယ်ဆေးရှုံးပြီးနယ်လမ်းမထူနိုင်တဲ့အခြေအနေဖြစ်ခဲ့ပါတယ်တဲ့ရင်အပြုံနေပြီးပြည်သူရဲ့တော်လန်လိုစိတ်တွေပြင်းထန်လာချိန်မှာစေကောင်းဆောင်ထုတ်လိုက်တဲ့နောက်ဆုံးရွေးချယ်မှုကတော့စင်မူရန်ဥပဒေပါပဲ ဒီဥပဒေအောက်မှာစစ်တပ်လောက်ခံတွေဟာအာဏာအလွဲသုံးစားလုပ်ပြီးဂီဒူပေါ်ဖိနှိပ်တောင်းကျမ်းပြီးငွေရင်းကြီးတစ်ခုဖြင့်ရှာဖွေခဲ့ကြတာဟုဒုစစ်ကောင်ဆောင်စိုးဝင်းကတောင်ဖွင့်ပြောခဲ့ရပါတယ်။ဒီလိုစည်းရှုံးနေမှုတွေနဲ့စစ်တပ်တွင်ပြိပခါတွေကြားကနေရွေးကောက်ပွဲကျင်းပတော့မယ်လို့စစ်ကောင်ဆောင်ကကြေညာခဲ့ပါတယ်။ရွေးကောက်ပွဲနဲ့အတူထွက်ပေါ်လာမဲ့အရဲသားစိုးရကိုအာဏာလွှဲပေးပြီးစစ်တပ်ကစစ်တပ်အလုပ်ကိုလုပ်သွားမယ်ဆိုတဲ့စကားကိုလည်း အစည်းအဝေးတိုင်းမှာမဖြစ်မနေထုတ်ပြောရမယ့်မင်းငွန်းတစ်ခုဖြစ်အသုံးပြုနေပါတယ်။ပွင့်လင်းမြင်သားတဲ့ရွေးကောက်ပွဲကိုကျင်းပမယ်လို့ဆိုပေမဲ့လူတူတယောက်ကထိန်းချုပ်လို့ရတဲ့ electronic map ပေးဆက်တွေ e-voting ကို အသုံးပြုမှာဖြစ်ပါတယ်။ဒါ့အပြင်ရွေးကောက်ပွဲမကျင်းပမီကလေးကဝင်းကြီးလုံးမဲ့သူကိနေကိုစလဲဖြစ်မဲ့သူဆင်းကသတ်မှတ်ပြီးသားလို့ယူဆရပါတယ်။မဲဆွယ်စည်းရုံးရေးကာလမှာလည်းစံခိုင်းပါတီကိုသာမဲပေးဖို့ဖိအားပေးခိုင်းစေမှုတွေကို တွေ့နေရပါတယ်။ စီအေးတင်းမာနေတဲ့ရခိုင်ပြည်နယ်ကအရခတတော်အေးသိမ့်ပိုင်ထားတဲ့အန်တောင်ကုတ်ကွာဆတဲ့နေရာတွေနဲ့တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမှာပါရွေးကောက်ပွဲကျင်းပမယ်လို့စစ်ကောင်းဆောင်ကဆူထားပါတယ်ရွေးကောက်ပွဲကျင်းပမယ်နေမြေထုတ်ပြန်ချက်တွေဟာလဲရွေးကောက်ပွဲပိုင်းတင်းလို့အမည်ပေးပြီးကျင်းပမယ်လာမယ့်ဒီဇင်ဘာ28ရက်မတိုင်မီ၃ရက်တိုင်ပြောင်းလဲခဲ့ပြီးဖြစ်ပါတယ်ဒီချက်ကဒီဇင်ဘာ28ရက်ဟာဟန်ပြတက်တက်တာဖြစ်နေပြီး အပိုင်းလိုက်ကျင်းပဖို့အတွက်တောင်းစေကောင်းဆောင်ဟာနိုင်ငံတည်ငြိမ်မှုကိုအခုထိမထိန်းချုပ်နိုင်သေးကြောင်းပြသနေပါရယ်အာနာသိမ့်ခဲ့တဲ့၄နှစ်တာကာလအတွင်းမှာ တိုင်းပြည်ဟာစီးပွားရေးပညာရေးစံမာရေးဆက်သွယ်ရေးစတဲ့ကဏ္ဍတွေမှာရစရာတစ်ခုမှ မရှိခဲ့တာကို အထင်းသာမြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။စီးရဲတင်းမာနေတဲ့တိုင်းနယ်ပြည်နယ်တွေကအကြောင်းတွေကိုဘုံကျဲတိုင်ခိုက်စေခဲ့တဲ့စစ်ကောင်းဆောင်မြေအောင်လိုင်းဟာကလေးတွေတေးကြပျက်စီးနေချိန်မှာတောင်မှ ဤသူရင်ပညာမတက်လို့ဆင်းရဲမွဲတည်နေတာလို့ပြောဆိုခဲ့ပါသေးတယ်။ရဆက်တဲ့လုံရက်တွေနဲ့ပြည်သူပေါ်ထားရှိတဲ့စေတနာကိုသိရှိကြပြီဖြစ်တဲ့အတွက်စေကောင်းဆောင်ဥဆောင်ကျင်းမမဲ့ရွေးကောက်ပွဲကိုဘသူကမှအယုံကြည်ရှိတော့မှမဟုတ်ပါဘူး။ယာယီသမရယာရူတန်လန်စေဦးစည်းချုပ်ယာရူတန်လန်နဲ့နိုင်ငံကိုဖို့ဖို့ကြေအောင်စီမံပြီးတိုင်းပြည်နဲ့ပြည်သူတွေပေါ်စေတနာမရှိတဲ့အိန္ဒိယနိုင်ငံချို့နဲ့ဆက်လက်နှစ်ပါးသွားအောင်မဲ့ စေကောင်းဆောင်ဟာရွေးကောက်ပွဲဆိုတဲ့လက်ကွက်နဲ့အာနာမြဲမြံရေးလမ်းစဉ်ကိုသာဆက်လက်တိစောက်သွားမယ်ဆိုတာဟာငြင်းမရနိုင်တဲ့အမှန်တရားပဲဖြစ်ပါတယ်